မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးအပိုချိန်တွေကတော့နေပြည်တော်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရဟိုင်းရန်ကုန်မြို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုးတို့မှာဖမ်းရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တန်တန်မှာတိတ်နှုတ်ထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကန်နိုင်ဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိတ်အနှဲငယ်မှာတိမ်တန်တန်ဖြစ်ထွန်းနေပြီးကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာမိုးဒေတာများဖြစ်ထွန်းမှုအကောင်လျက်ရှိကြောင်း အဆိုပါမိုးတိမ်တော်များရွေးလျားရာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တရစ်ပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လေပိုင်းမှာတိမ်အထင်တင်ဖြစ်ထွန်းနေပါတယ်။ကပလီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအာနေနေပါတယ်။မြမပင်လယ်ပင်မှာ လှိုင်းနေငယ်မှာလှိုင်းရတဲ့တင်ရှိပါမယ်လှိုင်းမြင်မမြမကံယူတဲ့တခြားနဲ့ကန်းလွပင်လေးပင်တို့မှာလေးပေမှာ6ပေကန်ရှိနိုင်ပါတယ်နက်ပြတ်မွတ်တဲ့ကြိမ်ဒီခမန်းချက်များအနေနဲ့ကတော့မဒလေးတိုင်းဒေသကြီးနေပြည်တော်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြန်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းဘကိုးတိုင်းဒေသကြီး AR တိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာစစ်စိမ်ကြားပြည်နယ်မှာနေရာကျကျနဲ့ ကချင်ပြည်နယ်စကန်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ရင်မိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့ဤတဝိုင်းမနက်ဖြန်အတွက်မိုးလွယ်သားချင်းလေးခမ်းမန်းကြမှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်မြေစုံမှုချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရဟိုင်းနဲ့အနေဆုံးမှုချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်နေတဝိုင်းမင်းပြန်အတွက်မိုးလဘသာအခြေအနေခံမှန်းကြမှာမိုးတစ်ကြိမ်နှစ်ကြိမ်တစ်ကြုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နေတဝိုင်းမင်းပြန်အတွက်မိုးလဘသာအခြေအနေခံမှန်းကြမှာနေရာကွက်ကြားမိုးတစ်ကြုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့ အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနည်းငယ်ကတော့ကက်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တာမိုင်းတို့မှာမုတ်သွန်လေးအနေနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။